ဒါကို cheese fondue လို့ခေါ်ပါတယ်။သူတို့ကလာဒီမှာမြန်မာငပီးရေအနှံ့နေပါပြီ။သူတို့ cheese မှာလည်းသူတို့အနှံ့ရှိတယ်။အဲ့လို cheese ရဲ့အနှံ့ကလည်းအဲသူ့နာနဲ့သူတို့အနှံ့ကြတယ်။ cheese နဲ့နဲ့ငပီးငငဟိတ်တဲ့တော့ပြတော့ပေါ့ကောင်းတယ်။ငပီးပေါ့နော်ငပီးပိုကြိုက်တာပေါ့ဘာလို့ဆိုမွေးကလေးရစားလာပြီးတော့ကြိုက်တယ်လေနော်ဒီကနေပြီးတော့ငပီးဘူးလေးဆန်နေရစားသေးွားသမီးပေါင်းလည်းပါတယ်တော့မရဘူး Asian ကတော့ Asian ပဲဟိုရောင်သမီးနေချက်စားတယ်ငပီးရေတွေနဲ့ အဓိကကျွန်တော်ရဲ့ဝါသနာဒီအစားစားလာပြီးနောက်တစ်ခုကဒီခရီးသွားတာပေါ့နော်အဲ့တော့ခရီးကိုသွားကိုလှုပ်ချင်တဲ့ဝါသနာလေးတွေကိုကိုစူးစမ်းပြီးတော့ပုံဖော်နေတာပေါ့နောက်တစ်ခုကခရီးသွားရင်းနဲ့မှအဲတို့နိုင်ငံကဒီ culture တွေကျွန်တော်တို့ကျွန်တော်တို့တွေဘာတွေတင်ယူလို့ရလဲပေါ့နော်အဲ့အလားလေးကြည့်ရဲတို့အစားစားလေးကြည့်ရဲကျွန်တော်ကတော့ခရီးသွားရင်အများအားနိုင်ငံတကာရဲ့အစားအစာတွေကိုပတ်စားပါတယ်အော်ကျွန်တော်သွားခဲ့တာပြီးခဲ့တဲ့တည်င်းကြော့ကပေါ့နော်ဆိုတော့သွားခဲ့တာတော့6နိုင်ငံဒါပေမဲ့အဲတင်နှ ားတာတော့အခုစစ်စလန်တစ်ခုပဲရှိသေးရပါတော့။နောက်ထပ်လာချာချပြီးတော့တခြားနိုင်ငံတွေကိုတင်သွားပါအောင်မယ်။အဲ့တော့နိုင်ငံအလိုက်ကျွန်တော်တို့နိုင်ငံနိုင်ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဘာအစားအစာတွေကနာမည်ကြီးလဲ။နောက်တို့နိုင်ငံရဲ့အထင်ကရတွေကဘာလဲ။ဘဝူတတရအောင်ကျွန်တော်လလန်းမိတလောက်တော့ကျွန်တော်ရိုက်ခဲ့တယ်။ပြန်ပြီးတော့လည်းတင်ဆက်ပါအောင်မယ်။ကျွန်တော်တို့ဒီယထားကြီးကအမှန်ကြီးအပြည့်လောက်ထားပြီးတော့ဆွစ်ဇာလန်နိုင်ငံရဲ့အလှတရားတွေကိုလည်းကျွန်တော်တို့ယထားပေါ်ကနေပြီးတော့ကြည့်ရှုနိုင်ပါတယ်။ရေအားရေတပူးကိုကျွန်တော်တို့1လီတာတပူးကို၄ချက်ပေါ့နော်။တို့တို့ဒီယူရိုယူရိုယူရိုပီယန် ပတ်စံ၄ချက်ဆိုတော့ကျောင်းမြန်မာငွေနဲ့မြောက်ရင်၄ငါးလေး20လောက်2000လောက်ရှိရပါဘောဒီတပူက2000လောက်ရှိရဲဆိုတော့ wine the lane ကိုလည်း၄ချက်3ချက်ဆိုတော့ wine နည်းနည်းလေးပိုတတ်တာအဲ့တော့ wine မဲတောင်းလိုက်တော့ တော့မနက်7နာရီလောက်ဆိုဝိုင်းတောက်ပြီးရှောက်သွားတယ်။ဒါဆိုတော့တို့ဒီ Europe Europe country တွေကဒီဝိုင်းတွေထုတ်တာ၊ချီစေထုတ်တာ၊ချောကလက်တွေထုတ်တဲ့နိုင်ငံတွေဆိုတော့ဝိုင်းတွေကိုအဓိကထားပြီးတော့ဝိုင်းရဲ့ထိစေရပါလေ။ဘယ်လိုမျိုးလေးတွေရှိရပေါ့နော်။ဆိုတော့ရေတွေကတော့တို့ဒီ fountain တွေလမ်းဘေးမှာတို့က fountain လေးတွေလုပ်ထားပြီးအဲ့ fountain လေးတွေကတောက်လို့ရတယ်။အဲတို့တောက်လို့ရတဲ့ရေပုံပိုင်းဆိုပြီးတော့လည်းတို့ခွဲထားပြီးရပေါ့နော်။ကျွန်တော်တို့အဲ့ရပဲရေကိုတောက်လိုက်တယ်ပေါ့။ မှတ်သားစရာတော့စီကန်းရှိတာပေါ့နော်။ဟောဘယ်နေရာမှာမဆိုအမိုက်တွေမတွေ့နေရဘူး။ဆိုတော့ကျတို့ဒီမျိုးဟောင်းကြီးတွေကလွယ်ပြီးတော့ အဲတချို့ဒီဆစ်ဇလန်ဆိုအရန်အဲ့လိုမျိုးတန်ရှင်းပြီးတော့အရန်လှတဲ့နိုင်ငံပေါ့နော်။ဟောဟိုတကယ်လေကျွန်တော်တို့ဒီသမင်းစပွဲတွေသမင်းစပွဲတွေဘေးနားမှာကျွန်တော်တို့ငငယ်တော့ဆိုပိုစတာတွေကတ်ထားတယ်။အဲဒီမြခင်းကြီးတွေအိမ်လေးတွေဆိုတော့တကယ်အဲ့လိုအဲ့လိုပိုစတာလေးတွေကိုရောက်သွားသလိုခံစားရတယ်။အဲ့တော့ဘယ်လောက်လှလဲဆိုတာလေအဲ့အဲ့ထဲမှာပေါ့နော်ကျွန်တော်တို့ကအဲ့ပိုစတာတွေမှာဝင်ပြီးတော့ရှောက်သွားနေရယ်ရှောက်လည်နေရယ်လို့ပဲထင်ရတဲ့လူကိုလှ။နောက်စီကန်းရှိတာကလည်းအမှိုက်လည်းစမ်းမမတွေ့ရဘူးပြီးတော့အဲ ဘေးနိုင်ငံရောက်ရောက်ဝန်ထမ်းတွေကအရန်ဖော်ရွေးရသူတို့ဒီမှာဒီအလုပ်ကိုလုပ်နေရလို့အဲစိတ်ပြက်နေရပါ냐မရှိဘူးလာဝယ်တဲ့ customer တွေကိုသူကပြန်အောင်နောက်ပြီးတော့အလိုဟီးဟားအောင်ပြန်လုပ်သေးရဆိုတော့ဗောနအဲ့ဒါလေးတစ်ခုကတော့ကျွန်တော်တို့အရန်တင်ယူပါမယ့်ကိစ္စလေးတွေဗောနကျွန်တော်တို့ကိုယ်တိုင်လည်းတချို့အလုပ် stress တွေမလုပ်ချင်တာလေးရှိရဲဆိုရင်ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာတာဝန်ကြီးပျော်ရွှင်အောင်နေကြရဗောနအဲ့ဒါလေးကတကယ်တင်ယူစရာကောင်းပါတယ်ဟုတ်နိုင်ငံနိုင်လိုက်ဗောနစားစားစရာတွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးဆိုတော့အခုဆွစ်ဇာလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ cheese cheese fondue ဆိုတာပေါ့နော် cheese ကိုအရေးကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ပါမုတ်မာကြီးနဲ့တို့စားအဲအဲ့ဒီဟာပထမဆုံးကတော့ကျွန်တော်ကဒီမြန်မာစားစာကြိုက်တဲ့လူဆိုတော့အဲဒီ cheese ကိုကြိုက်ပါမလားပေါ့နော်ဒါပေမဲ့ အဲသူတို့ကလာဒီမှာမြန်မာငပီးရရနန်းနေပါပြောမယ်သူတို့ cheese မှာလဲသူတို့အနံ့ရှိတယ်အဲ့လို cheese အနံ့ကလည်းအဲသူ့နာနဲ့သူတို့နှံကြတယ်ဒါကို cheese fondue လို့ခေါ်ပါတယ်ပါမုံမှာ cloud cloud ကိုခရင်မှာထိုးပြီးတော့အပေါ်ကငေကောင်းမုံလေးဖြူပြီးတော့စားရတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရစားစားစားကြရပါတော့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးဆန်းဆန်းနေစားတယ်မြင်းသားတို့ပါတော့ပေါ့နော်ကျွန်တော်ကတော့ဟိုအသားထူးထူးဆန်းဆန်းနေတိတ်မစားရတဲ့ဟာဆိုတော့ကျွန်တော်တကယ်ချင်းတွေကိုပေးစားလိုက်တယ်သူတို့သူတို့ရေစားရတယ်သူတို့ review ဘယ်လိုနေ တယ်ပါဗောနော်အဲ့တော့ကျွန်တော်စားလို့ကျွန်တော်စားတဲ့အသားပေါ်မှာပဲမူတည်ကျွန်တော်စားရဲအဲ့လိုအသားအစားစားထူးစမ်းစမ်းလေးတွေစားရဲနောက်ချောကလက်တွေချီစေအရန်ကိုကောင်းတယ်ဟုတ်ချီစနန်နန်ငပိငငဟိတ်တွေဘယ်တော့ဘူးကောင်းလဲငပိဗောနော်နိုးဆိုအိမ်မှာငပိရအောင်စားမှာဗောအမေကချီစပဲစားတော့ဆိုပြောမှာဟုတ်တယ်ငပိပိုကြိုက်တာဗောငပိပိုကြိုက်တာဗောဘာလို့ဆိုမွေးကလေးကစားလာပြီးတော့ကြိုက်တယ်လေနော်ဆိုတော့ချီစားကြတော့ ဘလောက်ပဲစားကောင်းတယ်ပြောပြောကျွန်တော်တို့အလွန်ရောကျွန်တော်ဘလောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့ဒီမှာလူမျိုးတွေအတွက်ကတော့ရှေ့ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်ပြီတော့ပို့ပြီးစင်ပြီးတော့ဟုတ်တယ်စင်အဲ့ဒီမှာလွမ်းနေသေးလားကိုယ့်ရဲ့မြန်မာငပိထမင်းင်းပေါ့လွမ်းလားဆိုတော့အာကျွန်တော်တို့အိတ်ခီးသွားတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့ဒီရိုးတော်က18ရက်ကြာတယ် တော့ဒီကနေပြီးတော့နပိဘူးတွေဆန်နေရစတဲ့ဟာသမီးပေါင်းလည်းပါတယ်တော့မရအောင်အေရှန်ကတော့အေရှန်ပဲဟိုရအောင်သမီးနေချက်စားတယ်နပိရေတွေနဲ့ဘေဟုရှင်နေနဲ့ချက်စားတငယ်ချင်းတွေပါကျွေးရမနေ့ဆိုရင်ကျွန်တော်ထပြီးသမီးနေချက်နေဟင်းနေချက်နေသူတို့ကျွေးပြီးစေနိုင်လောက်မှထွက်ပြီးတော့မှသူတို့အစားစားရစားပါဘာအဲ့ဒီနဲ့ခီးထွက်သမီးကတော့ငက်စီရငက်စီရပါငက်စီရဘေဟုရှင်ဟင်းတော့ချက်သားဟင်းတော့လောကပြီးချက်ချက်တာဟုတ်ဘာလို့ခီးထွက် ခยีထွက်ရတာကြိုက်တာပေါ့နော်ပြီးတော့အဲ့ဒီမရဘူးသေးတဲ့အတွေ့အကြုံအတိတ်တွေကိုခံစားရတာကြိုက်တယ်ပြီးတော့မစားဘူးသေးတဲ့အစားအစာတွေစားကြည့်ရတာကြိုက်တယ် ်ဟုတ်အာကန်နမ်ကဒီလို branch တွေအများကြီးဖွင့်တာပေါ့နော်အဲကျွန်တော်ကလည်းကျွန်တော်ရဲ့လှပရေးရတွေမှန်သမျှကကန်နမ်မှာပဲဟိုးစအဒီအနုပညာလောကရဲ့စာဝင်ကနေအခုချိန်ထိကန်နမ်မှာပဲလောက်တာဆိုတော့ဒီကနေ branch တွေအများကြီးဖွင့်တော့ကုန်ယူပါနဲ့လာပြီးတော့ပွဲတက်ရောက်တာပါဟုတ်အဲကျွန်တော်အသားကြီးကတော့ sensitive ဖြစ်တဲ့အထက်မှာတော့မပါဘူးငိုတွေကညိုညိုညိုတဲ့လူဆိုတော့အဒီညိုတဲ့ပုံမှာပဲညိုညိုစိုးစိုးလေးဖြစ်အောင်လို့တော့ကျွန်တော်နေရနောက်တစ်ခုကကျွန်တော်ခီးပြင်းနှံသွားတယ်လို့ဆိုတော့ခီးသွားလို့ရှိရင်ခီးကြောင့်နေလေလ ေကြောင့်ပျက်စီးလာတဲ့ skin skin တွေကိုဒီမှာပြန်ပြီးတော့ဘီယူပြန်ဆိုင်တာပေါ့နော်အာဂန်နမ်ကအခုဒီဒီအခုပေါ့နော်ဒီ branch တွေကနေစပြီးတော့ကျွန်တော်မြန်မာတနိုင်ငံလုံးအထိအာဆိုင်ခွဲတွေ branch ပေါင်းများစွာဖွင့်နိုင်တဲ့အခြေခံကြီးဖြစ်ပါစေအဲကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့လှပရေးရတွေလည်းဟိုးဒီအနုပညာစလှုပ်ထဲကဂန်နမ်မှာပဲလှုပ်နေတာ ဖြစ်တဲ့အတွက်လှကျင်ပါကျင်တာစိတ်ကူးထဲမှာပါရှိရှိဂန်နမ်ကိုဆက်သွယ်လိုက်ပါခင်ဗျာကျေးဇူးများတင်ပါတယ်ကျေးဇူးပါ